ကုံကြစီနေတဲ့တသားခြံစည်းရိုးတည်ဆောင်နေနိုင်ငံအများစုမှာခြံစည်းရိုးတည်ဆောင်တယ်ဆိုရင်အုံနဲ့ကွန်ကရစ်ကိုပဲပြင်းပြင်းချမှာပါဒါပေမဲ့ဘရာဇီးရဲ့ခြေလက်ဒေသတွေမှာဒီရိုးရှင်တဲ့နီလန်ကနှစ်ပေါင်းများစွာကြာတဲ့အထိခိုင်ခံမှုကို ပေးနေတော့မှာပဲသူတို့ဘလို့စားကြသလဲဆိုတော့အရင်ဆုံးမြေကြီးကိုနက်နက်တူးမြောင်းတူးရပါတယ်အုံမြင့်နေရာမှာမြေကြီးရပဲအုံမြင့်ဖြစ်လာတာပေါ့စိတ်ဝင်စားစရာကောင်းတာက ဲ့ဒီဒူမြောင်းထဲမှာတက်သားချောင်းတက်သားထုတ်တွေကိုတချောင်းချင်းစီစနစ်တကျထောင်လိုက်စိုက်ထူကြတာပါ။နေကြီးထဲမှာခိုင်မြဲအောင်မြုပ်နှံပြရတဲ့အားလုံးကိုအပေါ်ကနေကျူးရီနဲ့တင်းချက်စွာစီးနှောင်လိုက်ပါတယ်။ချီနှောင်လိုက်ပါတယ်။ဒီလိုချီနှောင်လိုက်တာကခြံစည်းရိုးကိုတစုတစည်းတည်းဖြစ်သွားအောင်အားဖြည့်ပေးလိုက်တာပေါ့။နောက်ဆုံးအစင်ကတော့အရန်ယူရှင်ပြီးတော့ အမြင်ကိုလဲလားပါစီပါရယ်အဲဒီစိုက်ထားတဲ့တက်သားအကြောင်းတွေရဲ့ထိပ်ဖျားတွေကိုရင်းရင်းညာဖျက်တောက်လိုက်တာပါဒါဆိုရင်ခိုင်ခက်ပြီးတော့တည့်ရတဲ့ခြံစည်းရိုးတစ်ခုကိုရရှိသွားပါပြီဒီနီလန်ရဲ့အဓိကအားသာချက်ကိုပြောရရင်သူကအကုန်ကြမ်းစည်းအင်မတန်နဲ့ပါပါတယ်ပြီးတော့ဒရိဆန်ခြံစည်းရိုးလိုမျိုးနေရာတွေမှာအထူးအသုံးဝင်ပါတယ်ဥပမာစိတ်ချန်နေဒါမှမဟုတ်တောင်ရင်ဒရိဆန်ရဲ့အန်ဒီယန်ကနေကာကွယ်ဖို့အတွက်ဒီခြံစည်းရိုးကအရန်ကိုစိတ်ချရပါတယ်ရိုးရာနီလန်နေရာ ခင်မီနီပညာရေးဂျားထဲမှာမိမ့်မိမ့်မသွားပဲလိုအပ်တဲ့နေရာတွေမှာထိအောင်မှုရှိစွာရည်တည်နေနိုင်တယ်ဆိုတာဒီဥပမာသက်သေပြနေတာပါပဲပရိသတ်ကြီးတို့လည်းအဆောက်အအုံစောက်တဲ့အခါတိုင်းတစ်သားအုပ်ကွန်ကရစ်ဆိုတဲ့ရွေးချယ်မှုအပြင်ဒီလိုမျိုးရိုးရှင်းပြီးတော့ထိရောက်တဲ့နေလန်းတွေကိုလည်းစဉ်းစားကြည့်ဖို့တိုက်တွန်းလိုက်ပါရစေရှင်